660စီစီဦးရဲများတကုံမှကြိုဆိုပါရယ်ညီမတို့ကလုပ်ငန်း၃ကားတည်တံ့ကိုပဲရောင်းဝယ်လုပ်ပေးတဲ့အပြင်ပေါ့နော်အဲလူချင်းမင်းတို့ရဲ့အိမ်မှာရှိနေတဲ့ဒီလိုလုပ်ငန်း၃ကားပစ်ကတ်အသေးလေးတွေကိုပေါ့နော်ပြန်ရောင်းချင်တယ်ဆိုလို့ရှိရင်လည်းညီမတို့စီမှာလာပြီးတော့မှပြန်ရောင်းလို့ရပါတယ်ပြီးတော့ပေါ့နော်ဒီလိုမျိုးညီမတို့ဒီလိုမျိုးလုပ်ငန်း၃ကားအချင်းချင်းလည်းညီမတို့ကအလဲအထက်လုပ်လို့ရသေးတာဖြစ်ပါတယ်ရှင်နော်အဲလိုင်စင်ကားတည်တံ့ကိုပဲရောင်းပေးတာဖြစ်ပါတယ်ဒါကတော့အမေးများနေကြတဲ့ဟာလေးတွေကိုညီမကအရင်ဆုံးဖြေပေးတာဖြစ်ပါတယ်ရှင် ညီမတို့ကကျွန်တော်လုပ်ငန်းအသုံးပစ်ကတ်ကအသေးလေးတွေကို ငွေစင်းအရစ်ကြားအလဲထက်တနည်းအားဖြင့်မှာပေါ့နော်ကြိုက်တယ်လို့ဝယ်ယူအပိတ်လို့ရတာပဲဖြစ်ပါလိမ့်ရှင်။ဒါပစ်ကတ်ထဲမှာဆိုလို့ရှိရင်ဒါငွေချန်နဲ့ဝယ်ယူအပိတ်လို့ရတာဆိုလို့ရှိရင်ဒါညီမတို့မှာပဲရှိပါတယ်။ဒါဝယ်ယူသူတွေအဆင်ပြေစေဖို့အတွက်ညီမတို့ကဒါဝယ်ယူသူစိတ်တိုင်းကြဖြစ်စေရေးအဆင်ပြေဖို့အတွက်ကိုဒါဒီလိုလုပ်ငန်းသုံးကားလေးတွေကိုအရစ်ကြားလေးတွေအလဲထက်လေးတွေငွေချန်လေးတွေနဲ့ရောင်းပေးနေတာပဲဖြစ်ပါတယ်။အခုလည်းပဲညီမစီမှာကားလေးနှစ်စီးထည့်ရောက်ထားပါတယ်ဆိုတော့ဒီဘက်ကဟိုက်ချက်လေးကတော့ model အမြင့်နံပါတ်အမြင့်မှာကြိုက်တယ်ဆိုရယ်မိတ်ဆွေတွေအတွက်ဟိုက်ချက် က်လေးလည်းရပါမယ်။ဟိုဘက်ကဟိုနာရဲ့ဒီလေးကတော့ဒါသိတ်300ဝန်းကျင်လေးနဲ့ပဲလိုချင်နေဆိုရမိတ်ဆွေတွေရဲ့အတွက်ဒါရွေးချယ်လို့အကောင်းဆုံးကားလေးတွေကိုညီမအဲလာပြီးတော့ပြပေးတာဖြစ်ပါလိမ့်ရှင်။ဆိုဟိုက်ချက်လေးကိုညီမအရင်ပြောပြပေးပါမယ်။ဟိုက်ချက်လေးက model က2008 model ပါရှင်။ ဒီကားလေးက AC power အစုံ 4-week color လေးနဲ့ကိုမှ manual gear လေးနဲ့ပါရှင်။တော့ modelize 3L number လေးနဲ့ရပါမယ်။ model လေးမြင်တယ်လို့ number 10ကလည်းမြင်ပါတယ်ရှင်။တော့ဒါလူကြီးမင်းတို့က modelize နဲ့မလိုချင်ဘူးဆိုလဲမိတ်ဆွေတွေအတွက်ဒါရန်ကုန်ကလွဲလို့ပေါ့နော်။ကိုကြိုက်တဲ့ license ပဲခိုးကို ပြောင်းချင်တာလား၊ EOR ကိုပြောင်းချင်တာလား၊ကိုပြောင်းချင်တဲ့ license ကိုပြောင်းပေးပါတယ်ရှင်။ဆွဲကကြတော့ဒါဒီကားလေးကိုညီမလိုက်ပြပေးပါမယ်။ကားလေးကပေါ့နော်ဒါ model က2008ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ engine ပြောင်းသွားပြီ KF engine နဲ့ ဲ့လာတယ်။တောင်စစ်ဖိုက်တိုဖိုရိုဆိုလို့ရှိရင်တော့ EF engine နဲ့လာပါတယ်။ဒီကားလေးကတော့တောင်စစ်အိတ် model အမြင့်ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ KF engine နဲ့လာပါတယ်ရှင်။အဲ့တော့ဒါအရင်ရက်ကညီမတစည်းချင်းလေးတင်ထားပေးတဲ့ဗီဒီယိုမှာတော့ ဒီမှာစတစ်ကာလေးတွေနဲ့အလားမစင်ပေးရသေးဘူး။ဒါပေမဲ့အခုကတော့ဒါစတစ်ကာလေးတွေနဲ့အလားစင်ပေးထားပြီးပါပြီရှင်။လို့နော်။ဆိုတော့ဒီကားလေးကကနေပတ်သက်ပြီးတော့စားရစားတဲ့အရှုပ်ရှင်းမရှိဘူးအတိုက်ခိုက်မရှိဘူး။ဆိုတော့ညီမရဲ့အကူအမတွေအနေနဲ့ဒီကားလေးကိုဝယ်ပြီးသွားပြီဆိုလို့ရှိရင်လက်တင်သုံးလို့ရမယ့်အနေအထားကြီးအောင်ညီမတို့ကလုပ်ပေးထားပြီးသားဖြစ်ပါရဲ့ရှင်။အကွယ်လုပ်ငန်းအတွက် high jump high jump ဆိုပြီးတော့ကြိုက်တယ်။ model လည်းမြင်ရမယ်၊ number တန်းလည်းမြင်ရမယ်။လက်တင်သုံးရုံအနေအထားလေးအထိပဲလိုချင်တဲ့မိတ်ဆွေတွေအတွက်ကတော့ဒီကားလေးက share ပါပဲရှင်။ တော့ဒီကားလေးမှာညီမအနောက်ကအမိုးကိုင်းကိုအရွက်လေးလဲပေးမယ်။ ရစတီအမိုးကိုင်းချင်းင်းအလုံးပါပိတာဖြစ်ပါရဲ့ရှင်။ဝယ်ယူသူတွေကိုပေါ်နာတာအပေါ်ပစ္စည်းဘာမှကုန်ကြမကုန်ကြစေခြင်းတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ညီမတို့အသေးစိတ်ကလေးအမှဆပြီးတော့ဒါအလုံးကိုလက်တင်သုံးလို့ရမယ်အနေထားဖြင့်လုံပေးထားပြီးတော့မှရောင်းပေးတာပဲဖြစ်ပါရဲ့ရှင်။ဆိုတော့ဒီကလေးကအနောက်မှာလဲစတီအမိုးကိုင်းစတီချင်းင်းအလုံးပါပိတာကလေးဖြစ်ပါတယ်။နော်ဒီကလေးကစေးဘော်ဒီဘိုင်းကမှဆဘာမှပြန်လုံးเสียမလို့ပါဘူးရှင်။ညီမတို့အလုံးလှုပ်ထားပေးပိတာဖြစ်ပါတယ်။လိုအပ်တာမှန်းများအလုံးကိုလှုပ်ထားပေးပိတာပါရှင်။နောက်ကျင်းငင်းနေဆိုလို့ရှင်လဲစေးကြောပါတယ်။ဆိုတော့ ဒါကတော့ကျွန်မဒီကားလေးရဲ့အနောက်လေးကိုပြပေးတာဆိုတော့ဒီကားလေးရဲ့အောက်ပိုင်းအယိုးစစ်ဖရိန်ကိုလည်းညီမတို့လိုက်ကြည့်ပါမယ်ဆိုတော့ဗီဒီယိုလေးနဲ့ကြည့်ရတယ်ဆိုပြီးတော့မှသာတေချာအသေးစိတ်လေးကြည့်ရဖို့အတွက်ညီမသာဗီဒီယိုလေးမှာလည်းတေချာအသေးစိတ်လေးပြပေးပါရရှင်အောက်ပိုင်းအယိုးစစ်ဖရိန်နေရာမှာအစားရှယ်လာပါတယ်မနေ့ကဗီဒီယိုလေးမှာညီမဘက်ထရီကိုအဖုံးလေးမထည့်ပေးထားရသေးဘူးဒီနေ့မှာဘက်ထရီကိုအဖုံးလေးပါထည့်ပေးထားပြီးသားပါရှင်เนาะအောက်ပိုင်းအယိုးစစ်ဖရိန်နေရာမှာအစားရှယ်လာပါတယ်တာယာတွေဆိုလို့ရှိရင်လည်းတာယာ လေးလုံးစလုံးပန်းအအပြည့်ကြံပါသေးတယ်ရှင်ဆိုတော့ဒါကညီမဒီကားလေးရဲ့အောက်ပိုင်း frame လေးကိုပြပေးတာပါဆိုတော့ဒီကားလေးရဲ့အတွင်းငန်းကိုညီမနဲ့အတူတူလိုက်ကြည့်ပါမယ်အတွင်းငန်းလေးကဘယ်လိုလေးရှိလဲဆိုတော့ညီမတို့လိုက်ကြည့်ပါမယ်ရှင်ကဲအတွင်းငန်းလေးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ထိုင်ကုံကတော့သူ့ရဲ့ဂျပန်ကလာတဲ့ original ထိုင်ကုံအတိုင်းပဲကြံနေပါသေးတယ်။တော့ထိုင်ကုံနေရှိမယ်။နောက်ကောင်းမီလေးလည်းပါပါတယ်။အတွင်းငန်းလေးကမှစာတန့်ရှင်းတက်ရက်နေတာပဲ။ဒီမှာညီမ dashboard ခင်းလေးပါထည့်ထားပေးပြီးသားပေါ့နော်။ဆိုတော့ဒီကားလေးကဒါမော်ဒယ်က 2008 model ဖြစ်တဲ့ AC power အစော4 week clock လေးပါနော်4 week clock လေးပြမယ်နော်ဒီကားလေးမှာကဒါ model မြင့်သွားတဲ့ခါကျတော့ clock လေးကဒီနားလေးမှာပါတယ်ဒီမှာ4 week clock လေးနဲ့ပါတယ်ပြီးတော့ဒီကားက model မြင့်တဲ့ခါကျတော့ dial clock ကပြောင်းသွားပြီ1005 to 4လို့ဆိုလို့ရှိရင် dial clock ကဒီအရှိမအပြာကြီးနဲ့လာမယ်ဒါပေမဲ့သူက model မြင့်သွားကြ dial clock လေးပြောင်းသွားတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီကားလေးရဲ့အတွင်းငန်းလေးကိုညီမပြပေးတာပါရှင်။ဆိုတော့ ဒီကားလေးမှာကညီမတို့ဒီအပေါ်မှာဆိုလို့ရှိရင်လည်းနေကားလေးတွေနှစ်ဖက်လုံးပါပါတယ်။နောက်သူ့ facility ကတော့အပြည့်အစုံပါပိတာပေါ့နော်။ဆိုတော့ဒါကတော့ဒီကားလေးရဲ့အတွင်းခန်းကိုညီမပြပေးတာပါ။ဒီကားလေးမှာကမန်တင်မန်ချကတော့ညီမတို့လက်လက်လေးနဲ့ရပါမယ်ရှင်လို့နော်။ဆိုတော့ဒီကားလေးကို ဒါအတွင်းငန်းလေးရောသေချာသေးစိတ်လေးပြပေးတာပါ။စတော်ဒီကားလေးကိုညီမရောင်းဝေးမဲ့ဈေးလေးက488သိန်းကိုညီမညှိနှိုင်းဈေးလေးနဲ့ပဲရောင်းဝေးမဲ့ကားလေးဖြစ်ပါတယ်။စတော်ဒီကားလေးကိုအရေးကြဝယ်ခြင်းနဲ့မိတ်ဆွေအတွက်လည်းရတယ်။ငွေချန်အလဲထက်နဲ့ဝယ်ခြင်းနဲ့မိတ်ဆွေအတွက်လည်းရပါတယ်။ဟိုက်ဂျက်မှာဟိုက်ဂျက်မော်ဒယ်မြင်ရမယ်၊နံပါတ်တန်းမြင်ရမယ်ဆိုရင်မိတ်ဆွေအတွက် ကားရှယ်လေးရောက်ထားတာပါ။ရှင်းရုံနော်။စတော်ဒီကားလေးကိုညီမရောင်းဝေးမဲ့ဈေးလေးက488သိန်းကိုညှိနှိုင်းဈေးလေးနဲ့ညီမရောင်းပေးမှာပဲဖြစ်ပါတယ်။ ကဲနောက်တစ်စည်းလေးလိုက်ပြပေးမယ်နောက်တစ်စည်းလေးကတော့တိန်300ဝန်းကျင်လေးမှကြိုက်တယ်ဆိုရင်မိတ်ဆွေတွေအတွက်တိန်300ဝန်းကျင်လေး305တိန်ကိုညီမညှိနှိုင်းစည်းလေးနဲ့ရောင်းမိမဲ့ကားလေးပါရှင်စတော့ကားအချက်လက်လေးကိုညီမပြောပြပေးပါမယ်စတော့ဒီကားလေးက ဟိုနာအဒီလေးကိုမှမော်ဒယ်က2003မော်ဒယ်လေးပါ AC power အစုံ 4W ကိုမှသူကတော့ရန်ကုန်လိုင်စင် 5G number လေးနဲ့ရမယ် manual gear လေးနဲ့ပဲရပါမယ်ရှင်တော့ရန်ကုန်လိုင်စင်မှကြိုက်တယ်နောက်ဆိုရန်ကုန်လိုင်စင်မှကြိုက်တဲ့မိတ်ဆွေတွေကတော့ဒီကားလေးကလည်း share ပါပဲနော်ဒီကားလေးဆိုလို့ရှိရင်လည်းကားနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်မရှိဘူးအရှုပ်ရှင်းမရှိဘူးဒါရစ်ကြဝယ်မယ်ဆိုလို့ရှိရင်ဒီကားလေးကသိတ်တရ90ဝဲချက်လောက်တွင်းယုံနဲ့ဒါဝယ်ယူလို့ရမယ်ကားလေးပါဆိုတော့ဒီကားလေးကိုညီမလိုက်ပြပေးမယ်ဒီကားလေးကဒါ အရှိခေါင်းနေဆိုရှင်ညီမခောက်ပြပေးမယ်တံပြားတဲ့တပြောင်းမြောင်းမယ်နော်ဆိုတော့ကြတော့ဒါဒီမှာနော်ဒီပါးချက်နေလဲပါးပါးချက်နေလဲခောက်ပြပေးမယ်ဒီခေါင်းနေရော ဒီကောင်းနေရောခောက်ကြည့်လို့ရတယ်ပြီးလို့ရှိရင်ညီမဒီကားလေးရဲ့ဒီအရှိတ်ဘောနက်တွေပါညီမဖွင့်ပြပေးမယ်เนาะဆိုတော့ညီမကားနဲ့ပတ်သက်ပြီးတော့ဒါလက်တင်သုံးလို့ရမယ့်အနေထားဒီလှူထားပေးပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ညီမရဲ့အကူမအနေနဲ့ဒီကားလေးကိုဝယ်ယူအပ်ပေးလိုက်မယ်ဆိုလို့ရှိရင်လေကွယ်လုပ်ငန်းအတွက်ပဲဖြစ်ဖြစ်ကွယ်စီးပွားရေးတွေတိုးချဲ့ဖို့အတွက်ပဲဖြစ်ဖြစ်ပေါ့เนาะလက်တင်သုံးလို့ရမယ့်အနေထားရှိကိုရတော့မှဖြစ်ပါတယ်เนาะဒီကားလေးမှာလည်းညီမစတစ်ကားလေးနဲ့တေးချာအလှဆင်ပေးထားပြီးသားဖြစ်ပါတယ် အနောက်မှာလည်းဒီကားလေးကစတိအမိုးကိုင်းစတိချင်းနဲ့အလုပ်ပါပိတာကားလေးဖြစ်ပါတယ်ဆိုတော့လာလိုက်ကြည့်လိုက်မယ်ချင်းနည်းလေးဆိုလို့ရှိရင်ညီမအစ်စ်ထည့်ပေးထားတယ်နော်ချင်းနေအစ်စ်ထည့်ပေးထားတယ်ညီမတို့ဝယ်လာတော့ကတော့ဒီကားလေးကချင်းနေမပါဘူးဒါပေမဲ့ဒါဝယ်ယူသူတွေကိုပေါ့နော်ဒါတတိမမလေးကမှဆာလိုက်ပြီးတော့ကုန်ကြခံမှာဆိုးလို့ပေါ့နော်ကုန်သွားမှာဆိုးလို့ညီမကဒါချင်းနေလေးလည်းအစ်စ်ထည့်ပေးထားတယ်နောက်ကျန်းကင်းလေးလည်းပြပေးမယ်နောက်ကျန်းကင်းကိုအော်စင်းနဲ့မှကြိုက်တယ်ဆိုရင်မိတ်ဆွေတွေအတွက်အော်စင်းလေးနဲ့တိုင်းထထပေးပါတယ် တခြားလေးပြပေးမယ်တချို့တွေကြတော့ဘောနော်နောက်ကျန်းငင်းကိုစစ်ပြန်လိုက်လို့ရှိရင်တချို့မိတ်ဆွေတွေကမကြိုက်ကြဘူးဆွဲကကြောင့်ညီမဒီကားလေးကနောက်ကျန်းငင်းလေးကအော်ဆစ်အများကြီးကြံနေတဲ့ခါကျတော့အော်ဆစ်လေးနဲ့အတိုင်းထထပေးပါတယ်ရှင်လို့နော်ဒီကားမှာအနောက်စတိအမိုးကိုင်းစတိချင်းနဲ့အလုံးပါပီတာကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုလည်းညီမတို့အောက်ပိုင်းအယူအဆဖရိန်လေးတွေကိုလိုက်ကြည့်ပါမယ် ဒီကားလေးကိုလည်းညီမအသေးစိတ်လေးပြပေးမယ်ဟိုနာ ID လေးကိုပြပေးပါဘောနော်တေချာသေးစိတ်လေးကြည်ကျင်လို့ပါဆွဲမိတ်ဆွေတဲ့အရင်ရက်ကတစည်းချင်းတင်ထားပြီးပြိမယ်ဒီနေ့မှာနှစ်စည်းတွဲလေးတစ်ခေါက်ထပ်ပြီးတော့တင်ပေးတာပါရှင်ဘောနော်ဆိုအောက်ပိုင်းအယိုးစစ်ဖရိန်လေးတွေလည်း share လောက်ပါတယ်နော်ဒီကကဒါ ဟိုနာ AD ဖြစ်တဲ့အခါကျတော့ညောပေါ့နော်ဒါအင်ဂျင်ကတော့အနောက်ထိုင်ဖြစ်သွားတယ်ပေါ့နော်ဒါပစ်ကတ်ထဲမှာဆိုလို့ရှိရင်ဆမ်းမနဲ့အတူတူပဲဆမ်းမကလည်းအင်ဂျင်အနောက်ထိုင်ဟိုနာ AD ကလည်းအင်ဂျင်အနောက်ထိုင်ပေါ့နော်ဆိုတော့ဒါအဲဒီကားလေးကတော့အောက်ပိုင်းညီမအယိုးစစ်ဖရိန်လေးတွေကိုလည်းပြပေးတယ်။တာယာလေးဆိုရှစ်တာယာလေးလှုပ်စလှုပ်ပန်းအအပြည့်ကျန်နေတယ်။ဆိုတော့ဒီကားလေးရဲ့အတွင်းကန်းကိုညီမတို့တော့ကြည့်လိုက်မယ်နော်။အတွင်းကန်းလေးကတော့ဘယ်လိုရှိလဲဆိုတာကိုကြည့်ပါမယ်။ ကဲအတွင်းကန်းထဲမှာကတော့ဒီမှာကြည့်လိုက်မယ်ညီမတို့ဒီမှာထိုင်ကုန်လေးတွေကတော့ဒီဟွန်နာအက်တီလေးကတော့လေသာချုပ်လေးနဲ့ရပါမယ်အနောက်ခေါင်းမီတွေဆိုလို့ရှိရင်လည်းသူ့ရဲ့ဟွန်နာလိုဂိုလေးနဲ့ရပါမယ်ရှင်လို့နော်အပေါ်အမိုးတွေကြည့်လိုက်အောင်မယ်ဆိုလို့ရှိရင်အပေါ်အမိုးတွေကလည်းလေသာချုပ်လေးနဲ့ချုပ်ပေးထားတယ်နေကာတွေလည်းနှစ်ဖက်လုံးပါပါတယ်ရှင်လို့နော်ဆိုတော့ဒါကတော့ဒီကအတွင်းကန်းလေးပါဆိုတော့ဒီကားလေးကလည်း AC power အစုံ 4W ကိုမှ manual gear နဲ့ကားလေးပါညီမဒီကားလေးမှာလည်း dashboard အခင်းလေးထည့်ထားပေးပါတယ်အောက်မှာလည်းညီမချင်းနင်းကင်းတွေကိုလည်းမြစ်တာလက်ဆောင်နေနဲ့စေရနာမြစ်တာ ပြည့်နဲ့ထည့်ထားပေးတာပါလို့เนาะဆိုတော့ဒီကားလေးတွေကဒါအင်ဂျင်နောက်ထိုင်ဖြစ်တဲ့အခါကျတော့ကိုကပေါ့နော်ရင်မောင်းပိုင်းမှာဖြစ်ဖြစ်ပေါ့နော်ဒီဘက်ကပစင်ညာပိုင်းမှာပဲဖြစ်ဖြစ်ကိုကပေါ့နော်ခရီးဝေးစီးလို့ပဲဖြစ်ဖြစ်ပူမာလုံးဝစိတ်ပူစရာမလိုဘူးဆိုတော့ဒီကားလေးကိုညီမဒါအသွေးငန်လေးကိုပြပေးတာပါဒီကားလေးကလည်းညီမတို့မှတ်တင်မှတ်ချကတော့လက်လက်လေးနဲ့ပဲရပါမယ်ရှင်လို့เนาะဆိုတော့ညီမညီမအရှိကားလေးအရှိဒီကားလေးရဲ့အရှိပေါ့နော်ဒီအရှိဘောနက်လေးကို လှန်ပြပေးမယ်အဲ့ဒီမှာရှေ့ဘောနဲ့လေးခွာပြပေးပြီးတော့မှညီမသားချက်စီလေးလက်တိုက်ပြပေးမယ်ပေါ့နော်ခုနကအေဒီကတော့ဒါချက်စီကအရှိဘောနဲ့မှာရှိတယ်ဒါလေးကိုညီမပြပေးမယ်ဒီကားလေးရဲ့အရှိဘောနဲ့ကိုလည်းညီမဖွင့်ပြပေးမယ်အရှိမှာခုနကအေဒီကတော့ပေါ့နော်ဒါချက်စီကအရှိဘောနဲ့မှာပါတဲ့အခါကျတော့ညီမအရှိဘောနဲ့လေးကိုဖွင့်ပြီးတော့မှချက်စီလေးပါတိုက်ပြပေးမယ်နော်ဆိုတော့ကျတော့ဒါဝယ်ယူသူတွေကိုပေါ့နော်အပြင်မှာမြင့်မြင့်ကိုယ်တိုင်လာကြည့်နေရတဲ့ခန်းစားချက်ကိုရရှိဖို့အတွက်ညီမဒီဗီဒီယိုလေးမှာဒါအသေးစိတ်လေးပြပေးတာပေါ့နော်ညီမပါချက်စီလေးလက်တိုက်ကြည့်လို့ရပါတယ်နော်ခုနကအေဒီကတော့ H7 ။ဒီမှာ1400ခွတ်3ညပေါ့နော်။1400 3ည3400ခွတ်3ညဒီမှာညီမချက်စီလေးလက်တိုက်ပြပေးပါရရှင်လို့တော့ဆိုတော့ကားလေးကငါဒီအရှိဘောနက်တွေကမှဆိုသူ့ရဲ့ချိတ်တွေစပော့တွေကမှဆိုထင်းနေတာပဲ။ဒီမှာညီမဒီကြားလေးတွေပါပြပေးမယ်။နော်။ဒီမှာစစ်ပြောင်းဝင်ထားတာမရှိဘူးနော်။ဒါအော်စေးတိုင်း ဘောနတ်လေးတွေလည်းညီမတေချာလေးခွာပြပေးပါရရှင်လို့တော့ဆိုတာအဲဒီကားရဲ့ဘောနတ်လေးကိုညီမခွာပြပေးတော့ပါဆိုတော့ကျတော့ဒီကားလေးကညီမရောင်းမိမဲ့ဈေးလေးကလည်းဒါသိ300ဝန်းကျင်လေးနဲ့ပဲရောင်းမိမှဆိုတဲ့အခါကျတော့ဝေယူသူတွေကိုပေါ့နော်ဒါစစ်ကျင်နှမှုအပြေဝါရစေမယ်လို့တော့ညီမအာမခံတယ်ဘာလို့ဆိုတော့ဒါဒီကားလေးကဒါအရေးကြဝဲမယ်ဆိုလို့ရှိရင်လည်း တင်း150ဝင်းကျင်လောက်သွင်းယုံနဲ့ဒါရရှိသွားမဲ့ကားလေးပါလို့တော့ဒါရေးကြယူလို့ရှိရင်တော့ကိုတစ်နှစ်ယူမလားနှစ်နှစ်ယူမလားဒီပေါ်မှာမူတည်ပြီးတော့မှကိုယ့်ရဲ့စိတ်တိုင်းကြပေါ်တော့ဒါယူလို့ရတာဖြစ်ပါတယ်ဆိုတော့အစ်ဒါအစ်ကြဝယ်ခြင်းနဲ့မိတ်ဆွေတွေအတွက်ကတော့ညီမတို့ရဲ့ရုံးခန်းလေးမှာလာပြီးတော့ပဲအသေးစိတ်လေးစုံစမ်းမေးမြန်းပေးဖို့မြစ်တာရက်ခံပါတယ်ရှင်ဒါအစ်ကြတွေငွေချန်တွေကညီမတို့ရုံးခန်းမှာအသေးစိတ်လေးရှင်းပြပေးပါတယ် ညီမတို့ရုံးပိတ်ရက်မရှိဘူးပေါ့နော်ဆိုတော့ဒီခုနရေးဒီလေးကိုညီမရောင်းဝေးမဲ့ဈေးလေးက305သိန်းကိုညီမညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှဖြစ်ပါတယ်ရှင်ခုပြပေးခဲ့တဲ့ကားလေးနှစ်စီးလုံးကအရေးကြငွေချမ်းအလဲထအားလုံးရတာဖြစ်ပါတယ်ဆိုတော့ကားလေးတွေလာကြည့်မယ်ဆိုလို့ရှိရင်တော့ညီမတို့ရဲ့ဖုန်းနံပါတ်အစ်စ်ကလေးဖြစ်တဲ့309ကို 6000438ဆိုတဲ့ဖုန်းနံပါတ်လေးကိုဆက်ပြီးတော့မှမြောက်တကုံ34ရက်ကွယ်အုတ်ချုပ်ရည်မှုရုံးနီးမှာကားလီလာကြည့်လို့ရတာပဲဖြစ်ပါရဲ့ရှိဖုန်းနံပါတ်လေးအစ်စ်ပြောင်းထားတာပါဖုန်းနံပါတ်လေးကမှတ်ရအရန်လွယ်ပါတယ်39698438ပါရှင်ကျွန်တော်နောက်ထပ်ကားလီတွေထည့်ရောက်ဖို့ရှိပါတယ်ထည့်ရောက်တဲ့ကားလီတွေကိုလည်းညီမအစင်မြဲတင်ပေးနေအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ရဲ့ Facebook page လေးတွေ YouTube channel လေးတွေကို like and follow like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမတတပါ